ကိုအောင်ဟာအိမ်ပြန်ရောက်တော့ညနေဆောင်နေပြီသူဟာညစာကို အမြန်စားပြီးအိယာမဝင်ခင်ကြောက်တုံးကြီးပေါ်ကစာလုံးတွေကိုပြန်လည်စစ်ဆေးခဲ့တယ်အဲ့ဒီစာလုံးတွေဟာရှေးဟောင်းဘာသာစကားတစ်ခုဖြစ်ပြီးသူ့ရဲ့ဘဟုတုတအပြင်ဘက်မှာရှိနေတယ်သူဟာအဲ့ဒီစာလုံးတွေရဲ့အတိတ်ဘယ်ကို ရှာဖွေဖို့စိတ်ပိုင်းဖြတ်ထားတယ် အင်တာနက်ကို အသုံးပြုပြီးရှေးဟောင်းဘာသာစကားတွေအကြောင်းကိုရှာဖွေခဲ့တယ်။ဒါပေမဲ့ဘလို့မှအဲ့ဒီစာလုံးတွေယူနေတူရစ်စာလုံးတွေကိုရှာမတွေ့ခဲ့ဘူး။သူဟာစိတ်ပြက်လက်ပြက်နဲ့ပဲအိမ်ရဝင်ခဲ့ပြီးတော့မနေ့ဖြန်မှာဒေတာခန်တွေစီကအကူအညီရဖို့သူမျှော်လင့်ခဲ့တယ်။မနက်မိုးလင်းတဲ့အခါမှာကိုအောင်ဟာတင်ဆိုင်ဒီမှာနေထိုင်နေတက်ကြီးရွယ်ဝတွေစီကိုတွားခဲ့တယ်။ကြောက်တုံးကြီးပေါ်ကစာလုံးတွေကိုပြပြီးတော့ ာလုံးတွေအတိတ်ပဲကိုမေးမြန်းခဲ့တယ်။တက်ကြီးရွယ်တွေကအဲ့ဒီစာလုံးတွေကို ကြည့်ပြီးတော့အံ့အားတင်သွားကြတယ်။သူတို့ကအဲ့ဒီစာလုံးတွေဟာရှေးဟောင်းမော်ပညာစာလုံးတွေဖြစ်ပြီးတော့အနေရများတယ်လို့ပြောပြခဲ့ကြတယ်။အဲ့ဒီစာလုံးတွေကိုရွတ်ဖက်ရင်မကောင်းဆိုးဝါးတွေကို ခေါ်ယူနိုင်တယ်ဆိုပြီးတော့တတိပေးခဲ့ကြတယ်။ကိုအောင်ကကြောက်လန့်တုန်လှုပ်သွားပြီးတော့အဲ့ဒီစာလုံးတွေရဲ့အနေရကိုတတိပြုမိခဲ့တာပေါ့။ ူကအဲ့ဒီစာလုံးတွေကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့တက်ကြီးရွယ်ဦးတွေကပြောလိုက်တယ်ဒီစာလုံးတွေကိုဖြက်စည်းဖို့မလွယ်ကူဘူးတဲ့အဲ့ဒီစာလုံးတွေကိုဖြက်စည်းဖို့မှော့ပညာကိုအသုံးပြုရမယ်လို့လည်းပြောခဲ့ကြတယ်ကိုအောင်ကမှော့ပညာကိုမယုံကြည်ပေမဲ့အဲ့ဒီစာလုံးတွေရဲ့အနေရယ်ကိုဖယ်ရှားဖို့မှော့ပညာကိုအသုံးပြုဖို့သူဆုံးဖြတ်လိုက်တယ် တက်ကြီးရွယ်တွေကလည်းကိုအောင်ကိုမော်ပညာကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုသင်ကြားပေးခဲ့ကြတယ်။သူတို့ကကိုအောင်ကိုမော်ပစ္စည်းတွေနဲ့မော်စာလုံးတွေကိုလည်းပေးခဲ့ကြတယ်။ကိုအောင်ကအဲ့ဒီမော်ပစ္စည်းတွေနဲ့မော်စာလုံးတွေကိုအသုံးပြုပြီးတော့ကျောက်တုံးကြီးပေါ်ကစာလုံးတွေကိုဖျက်ဆီးဖို့စ조사ခဲ့တယ်။ညနေဆောင်တော့ကိုအောင်ကကျောက်တုံးကြီးပေါ်ကစာလုံးတွေကိုဖျက်ဆီးနိုင်ခဲ့တယ်။အဲ့ဒီစာလုံးတွေပျက်စီးသွားတာနဲ့အမညာ တင်းကြိုက်တစ်ခုလုံးကလည်းတုံခါသွားပြီးတော့မဲမောင်တဲ့အရေးတစ်ခုကပေါ်လာတယ်။ကိုအောင်ကကြောက်နဲ့တုံထုတ်သွားပြီးတော့နှုတ်ကိုဆုပ်လိုက်တယ်။အဲ့ဒီမဲမောင်တဲ့အရေးကတဖြည်းဖြည်းချင်းနဲ့လူပုံတရံပြောင်းသွားပြီးမော့ဆရာတယောက်အဖြစ်နဲ့ပေါ်ပေါက်လာခဲ့တယ်။မော့ဆရာဟာဒေါသတကြီးနဲ့ကိုအောင်ကိုကြည့်ပြီးတော့သူ့ရဲ့မော်စာလုံးတွေကိုဖျက်ဆီးတဲ့အတွက်ဒေါသတကြီးနဲ့ပြောဆိုလိုက်တယ်။ ကိုအောင်ကအဲ့ဒီမှော်စရာကိုရင်ဆိုင်ဖို့အတွက်အသင့်ဖြစ်နေတယ်မော်စီယာပေါ်လာပြီးရဲ့နောက် ကိုအောင်ဟာအင်ကိုအမြန်ပြန်လာခဲ့တယ်။သူ့ရဲ့စိတ်ထဲမှာမော်စီယာရဲ့စကားတန်တွေကပဲ့တင်ထက်နေပြီးကြောက်လန့်တုန်လှုပ်နေတယ်။သူဟာအိရာတွေကိုဝင်ပြီးဆောင်းကိုခေါင်းမူးချုံပြီးအိတ်ဖို့စူးစမ်းပေမဲ့ အိတ်မပြောနိုင်ဘူးညနဲ့လာတော့ကိုအောင်ဟာအိမ်မဆိုးတွေကိုမှတ်ခဲ့တယ်အိမ်မထဲမှာသူဟာမော်ဆရာရဲ့မော်ပညာနဲ့တိုက်ခတ်ခံရပြီးခလင်းငယ်ရဲ့ဝိညာဉ်ကသူ့ကိုကူညီဖို့စ조사နေတာကိုတွေ့ခဲ့တယ်ခလင်းငယ်ရဲ့ဝိညာဉ်ကသူ့ကိုမော်ဆရာရဲ့အားနည်းချက်ကိုပြောပြပြီးမော်ဆရာကိုဘယ်လိုအနိုင်ယူရမလဲဆိုတာကိုသင်ကြားပေးခဲ့တယ် ိုအောင်ဟာအိမ်မက်ထဲမှာကလေးငယ်ရဲ့ဝိညာဉ်နဲ့ဆက်သွယ်နိုင်ခဲ့ပြီးမော်ဆရာရဲ့အကြောင်းကိုပို့ပြီးသိလာခဲ့တယ်။မော်ဆရာဟာအစွမ်းထက်တဲ့မော်ဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မော်ပညာဟာအန်တရယ်များတယ်။လူတွေကိုရစ်ပူဇော်ပြီးမကောင်းဆိုးဝါးတွေကို ခေါ်ယူခဲ့တယ်။ကလေးငယ်ရဲ့ဝိညာဉ်ကကိုအောင်ကိုမော်ဆရာရဲ့အားနည်းချက်ကိုပြောပြခဲ့တယ်။မော်ဆရာဟာ ူ့ရဲ့မော်ပညာကို အသုံးပြုဖို့မော်ပစ္စည်းတစ်ခုလိုအပ်တယ်။အဲ့ဒီမော်ပစ္စည်းကိုဖျက်ဆီးနိုင်ရင်မော်ဆရာရဲ့စွမ်းအားတွေ ပြတ်ကွယ်သွားလိမ့်မယ်။ကိုအောင်ဟာအိမ်မက်ထဲကအချက်လက်တွေကိုမှတ်သားပြီးမနဲ့မိုးလင်းတာနဲ့မော်ပစ္စည်းကို ရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်။သူဟာအိယာကနိုးလာတော့ချွေးတွေရွှဲနစ်နေပြီးအိမ်မက်ထဲကအဖြစ်ပြက်တွေက သူ့စိတ်ထဲမှာအထင်းသားကြံရင့်နေတယ်။ မနက်စာကိုအမြန်စားပြီးမှော်ပစ္စည်းကိုရှာဖွေဖို့တင်းဆိုင်ကိုသွားခဲ့တယ်။သူဟာတင်းဆိုင်ကူတွေကိုတစ်ခုပြီးတစ်ခုလိုက်ကြည့်ပြီးမှော်ပစ္စည်းကို ရှာဖွေခဲ့တယ်။ဒါပေမဲ့ဘလို့မှမှော်ပစ္စည်းကိုရှာမတွေ့ခဲ့ဘူး။ကိုအောင်ဟာစိတ်ပြက်လက်ပြက်နဲ့တင်းဆိုင်ထဲမှာလမ်းလျှောက်နေတော့ခလေးငယ်ရဲ့ခုကိုတွေ့ခဲ့တယ်။ ကူပေါ်မှာရေးထားတဲ့နာမည်နဲ့ရက်စွဲတွေကိုကြည့်ပြီးခက်လေးငယ်ရဲ့ဝိညာဉ်ကိုကုညီဖို့ပို့ပြီးစိတ်အားထက်သန်လာခဲ့တယ်။ရုပ်တရက်ကူပေါ်မှာထူးဆန်းတဲ့အလင်းရောင်တစ်ခုပေါ်လာပြီးခက်လေးငယ်ရဲ့ဝိညာဉ်ဟာကိုအောင်ကိုပြောခဲ့တယ်။မော်ပစ္စည်းဟာတင်းကျန်းရဲ့အလဲဘဟုမှာရှိတဲ့ကြောက်တုံးကြီးအောက်မှာရှိတယ်။ကိုအောင်ဟာအံ့အားတင်သွားပြီးခက်လေးငယ်ရဲ့ဝိညာဉ်ကိုကျေးဇူးတင်ခဲ့တယ်။သူဟာ တင်းချိုင်ရဲ့အလဲဘဟိုကို အမြန်သွားပြီးတော့ကြောက်တုံးကြီးကိုစစ်ဆေးခဲ့တယ်။ကြောက်တုံးကြီးကို ရွှေ့ဖို့စူးစားပေမဲ့မရခဲ့ဘူး။ကြောက်တုံးကြီးကိုရွှေ့ဖို့မှောပညာကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်တယ်။ခလင်းငယ်ရဲ့ဝိညာဉ်ကတင်စားပေးခဲ့တဲ့မှော်စာလုံးတွေကိုရွတ်ဖက်ပြီးတော့ကြောက်တုံးကြီးကိုရွှေ့နိုင်ခဲ့တယ်။ကြောက်တုံးကြီးရဲ့အောင်မှာသူဟာမှောပစ္စည်းကိုတွေ့ခဲ့တယ်။ အဲ့ဒီမော်ပစ္စည်းကရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ပြီးတော့ထူးဆန်းတဲ့အလင်းရောင်တွေထွက်နေတယ်။ကိုအောင်ဟာမော်ပစ္စည်းကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်တယ်။